အားလုံးပဲမင်္ဂလာပါရှင်။ဒီချဲကတော့ Grade Dan Chemistry Chapter 4ကိုသင်ပြပေးမယ်ဆရာမဖြစ်ပါရယ်။အခု teacher တို့ Chapter 4ရဲ့ပေါ့နော်4.3 Chemical Equation တွေအကြောင်းကို teacher တို့လေ့လာကြည့်ရအောင်။ရှေ့ရဲ့အပိုင်းဒီမှာဆိုရင် teacher တို့သူ့ရဲ့เนาะ Chemical Equation မရေးခင်မှာ Symbols တွေ Formula တွေကို teacher တို့လေ့လာပြီးသွားပြီ။အခု teacher တို့က Equation ကိုဘယ်လိုမျိုးရေးလဲဆိုတဲ့ဟာလေးတွေကို teacher တို့ဆက်ပြီးတော့လေ့လာကြည့်မယ်เนาะ။ chemical equation one carbon is banned in air ဒီချာရူကာဗွန်ကလေထဲမှာလောင်ကျွမ်းတဲ့အခါမှာတဲ့ကာဗွန် combine with oxygen ဒီချာရူလေထဲမှာပါရှိလေအောက်ဆီဂျင်ရှိရယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီအောက်ဆီဂျင်နဲ့ကာဗွန်နဲ့ပေါင်းစပ်မယ်ပေါင်းစပ်ပြီးတော့ to form carbon dioxide carbon dioxide ဖြစ်ပေါ်လာပါတယ် this is a chemical change ဒါကဒီချာရူဓာတုပြောင်းလဲခြင်းမျိုးဖြစ်ပါတယ် the process of undergoing a chemical change is called a chemical reaction ဒီလိုမျိုးတခြားရောပေါ့နော် chemical ဓာတုပြောင်းလဲခြင်းဖြစ်ပေါ်တဲ့ဖြစ်စဉ်ကို chemical reaction ဓာတုဓာတ်ပြူခြင်းလို့ခေါ်ပါတယ် a chemical reaction can be represented by the chemical equation ဒါဆိုတချို့တော့ကအခုဒီလိုမျိုးဖြစ်တဲ့ chemical reaction ပေါ့နော်ဓာတုဓာတ်ပြုတ်ခြင်းကိုဘာနဲ့ကိုစားပြုမလဲဆိုတော့တချို့ chemical equation တွေနဲ့ကိုစားပြုပါမယ် a balanced chemical equation helps to calculate the right amount of reactant to use in a reaction တီချာတို့ဒီ reaction ဓာတ်ပြခြင်းမှာဆိုရင်ဟုတ်ပြီတော့ reactant ဆိုရဲတီချာတို့ဓာတ်ပြပစ္စည်းတွေရဲ့ right amount ဆိုတာကမှန်ကန်တဲ့ပမာဏကိုတွက်ထုတ်နိုင်မှုအတွက်เนาะဒီ balance equation တွေကပေါ့เนาะ chemical equation တွေကကုညီခြင်းဖြစ်ပါတယ်တဲ့ကုညီပေးနိုင်ပါတယ်တဲ့ အဲ chemical equation တွေက describe ဖော်ပြပါတယ်ဒီအချက်၄ချက်နဲ့တခြားရောကိုဖော်ပြမယ်နံပါတ်1က the reactants reactant ဆိုတာက w ပစ္စည်းတွေပါ which are the substances that take part in the reaction reaction မှာ take part ပေါ့နော်ပါဝင်တဲ့အစိတ်အပိုင်းမျိုးဖြစ်တယ် product product ကကြတော့ဒီချက်ရောနော်ထုတ်ဓာတ်ထွက်တဲ့ပစ္စည်းပေါ့ဓာတ်ပြူတဲ့ဓာတ်ပြူခြင်းကနေရလာတဲ့ပစ္စည်းကို product လို့ခေါ်ပါတယ် which are the substances that are produced producer ထုတ်ပေးတယ် in the reaction အဲ့ဒီဓာတ်ပြုတ်ခြင်းကနေထုတ်ပေးတဲ့ဟာကိုကြတော့ teacher ro product လို့ခေါ်ပါတယ် the rearrangement of the atoms during the reaction teacher ro atoms တွေရဲ့ rearrangement မဟုတ်လဲအစီအစဉ်ကို เนาะ during the reaction ဒီဓာတ်ပြုတ်ခြင်းအတော်အတွင်းမှာ Adams ရဲ့ arrangement ပေါ့เนาะစီစဉ်ခြင်းကိုကြတော့เนาะအစီအစဉ်နေဒါမှမဟုတ် and the weight relationship of the reactants and product ဓာတ်ပြုတ်ပစ္စည်းနဲ့ဓာတ်ဖြစ်ပစ္စည်းရဲ့ relationship ဆက်နွယ်ချက်တွေရဲ့အလေးချိန်ပေါ့เนาะဆက်နွယ်မှုအလေးချိန်တွေကိုသိရှိရမှာဖြစ်ပါတယ် there are two types of chemical equation ဓာတုညီညာခြင်းအမျိုးအစားနှစ်မျိုးရှိရယ် equation in words နဲ့ equation in symbol ဟုတ်ပြီနော်စာသား equation နဲ့ဘာဖြစ်လဲ teacher တို့ symbol equation ဆိုပြီးတော့နှစ်ခုရှိပါတယ် in an equation in word teacher တို့စာသား equation ဆိုရင်တဲ့ the names of the reactant are written on the left hand side เนาะ teacher reactant တွေကို teacher ဘယ်ဘက်မှာရေးလဲ left hand side of the equation equation ရဲ့ဘယ်ဘက်ချမ်းမှာရေးပြီးတော့ and the names of the product on the right hand side of the equation product ကိုကြတော့ teacher equation ရဲ့ညာဘက်ချမ်းမှာရေးပါတယ် in the banding of carbon ကယ်ကာဗွန်ကိုလောင်ကျွမ်းမယ်ဆိုပါဆိုတဲ့အဲ့တော့ carbon and oxygen are the reactant ကာဗွန်နဲ့အောက်ဆီဂျင်က reactant ဖြစ်ပြီးတော့ထွက်လာတဲ့ carbon dioxide က its product ဖြစ်ပါတယ်ဒါဆိုဒီမှာ example လေးပြောထားတယ်။ equation in water ကတချို့စာသား equation ဖြစ်ပါတယ် ကာဗွန် plus အောက်ဆီဂျင် reaction ကာဗွန်ဒိုင်အောက်ဆိုက်ဒါဆိုရင် equation in symbol ကကြတော့ကာဗွန်ရဲ့ symbol က C အောက်ဆီဂျင်ရဲ့ symbol က O အောက်ဆီဂျင်ဆို teacher တို့ကသိရမယ် O2 ပေါ့နော်ဒါဆိုရင်ထွက်လာတဲ့ကာဗွန်ဒိုင်အောက်ဆိုက်သည် CO2 ဒီမှာဆိုရင် teacher တို့ balance ကညှိစရာမလိုဘူးဘာဖြစ်လို့လဲကာဗွန်ကလည်းတစ်လုံးအောက်ဆီဂျင်ကနှလုံးနှလုံးတိုင်းပဲသူ့ရဲ့ equation လေးနော်သူ့ရဲ့ reactance တွေတိုင်းပဲ product ကလည်းထွက်တဲ့အတွက်ကြောင့် teacher တို့ညှိစရာမလိုပါဘူး ကဲနောက်တစ်ခုကကြတော့ teacher တို့ step in writing chemical equation ဓာတုညီညာချင်းတွေကိုအဆင့်เนาะအဆင့်အဆင့်အတိုင်းရေးရေးမဲ့ပုံစံပေါ့နော် step 1 2 3နဲ့ရေးမဲ့ let's take the banny of magnesium အခုမှဆိုပါစို့ magnesium လောင်ကျွမ်းမယ်ဆိုရင် as an examiner number 1 teacher တို့ဘာရေးမလဲ write the word equation for the reaction reaction ဓာတ်ပြုခြင်းအတွက် word equation ရေးကြမယ် magnesium plus oxygen reaction equals to ဘာဖြစ်မလဲ magnesium oxide အဲ့လိုပဲ step 2ကျတော့ဒီကျတော့ဗာရေးမှာမလဲသူ့ရဲ့ magnesium symbols တွေကိုရေးမယ် write in symbols and the formula of the reactants and the product under the respective name သူတို့ရဲ့အောက်မှာเนาะ respective name ဆိုတာသက်ဆိုင်ရာနာမည်တွေရဲ့အောက်မှာ teacher symbols တွေကို ရေးပါမယ်တဲ့ reactant ဘက်မှာရော product ဘက်မှာရော product ဘက်မှာဆိုရင်တော့ teacher formula ထွက်မှာပေါ့เนาะ reactant ဘက်ကကျတော့သူရဲ့ formula လေးတွေ magnesium formula mg oxygen က o2 เนาะ reaction equals to ဘာထွက်လဲဆိုတော့ MgO magnesium oxide mg က2ရှိရဲ2 plus oxygen က2 minus ဒီချက်ရိုးရှိမှာ formula ရင်းနှီးတင်ထားတယ်အဲ့ဒီတိုင်းပဲသုံးပါတယ်ဟုတ်ပြီနော်ဒါဆိုရင် mgo ပဲထွက်တယ်ကဲ step 3အစင်ကကြတော့ခုနကလိုကာဗွန်လိုမဟုတ်တော့ဘူး သူ့မှာ balance ညရမယ် balance the equation so that the number of atoms of each element is equal on both side of the equation equation နှစ်ခုစလုံးကိုဒီချာရညီမြအောင်လို့ဒီချာရ equation တွေကို balance ညပေးရမယ် mg ကကြတော့ ဒီမှာအောက်ဆီဂျင်နှလုံးဖြစ်တယ်နှလုံးဖြစ်တဲ့အတွက်ဒီမှာအောက်ဆီဂျင်တစ်လုံးပဲရှိရတဲ့အတွက်ကြောင့်မို့ဒီချာရက် product မှာတူးနဲ့မြှောက်လိုက်တယ်မြှောက်လိုက်တဲ့အခါမှာ magnesium က auto နှလုံးဖြစ်သွားတယ်အဲ့ဒါကြောင့်မလို့ဒီချာရက် reactant မှာရှိရဲ magnesium ကိုလည်းတူးနဲ့မြှောက်ပေးရမယ်အဲ့ဒီခါကျရင်ဒီချာရက်နှစ်ဖက်စလုံးကိုဘာလုပ်လိုက်လဲနော်တူညီအောင်လို့မြှောက်ပေးလိုက်ရတယ်ဒါဆိုရင်ဒီချာရက်ပြန်ပြီးတော့ညှိကြည့်မယ်မက်ဂနီဆီယမ်ရီအက်တက်ဘက်မှာမက်ဂနီဆီယမ်နှလုံး product ဘက်မှာလည်းမက်ဂနီဆီယမ်နှလုံး အောက်ဆီဂျင် reactant ဘက်မှာနှလုံးအဲ့လိုပဲ product မှာလည်းနှလုံးဖြစ်သွားပါပြီရမယ်နော်အဲ့တော့ teacher တို့က first step word equation ရမယ် second step မှာကျတော့ teacher တို့ formula တွေ symbols တွေရေးမယ် third step မှာကျတော့ teacher တို့ဘာလုပ်မလဲ teacher တို့ equation ကိုညှိပေးရပါမယ် In step 3, a complete balance chemical equation has to abide the law of conservation of masses. ဒီကျတော့ step 3ဆင်မှာဆိုရင် law of conservation of mass ကိုကြည့်ပြီးတော့ဒီကျတော့ညှိလိုက်တယ်တဲ့ That is the total mass of the reactant is equal to the total mass of the product. ဒီကျတော့ reactant ရဲ့ total masses နဲ့ product ရဲ့ total masses ကဘာဖြစ်ရမှာလဲတူညီနေရမယ်တဲ့ Therefore ဒါကြောင့်မလို့ the number of atoms of each element dressing တခုချင်းစီရဲ့ atom စီအရေးအတွက်တည်သည် before and after the reaction must also be equal ဒီချက်ရောဖြစ်ပြီးရဲ့နောက်ဒါမှမဟုတ်ဓာတ်ပြုချင်းမတိုင်မီမှာဆိုရင်လည်းအားလုံးကညီနေရပါမယ်လို့ပြောခြင်းဖြစ်ပါတယ် for this reason it is necessary to write the balance equation ဒါကြောင့်မလို့ teacher ကို balance equation ရေးဖို့အတွက်လို့ကိုလိုအပ်ပါတယ် can number 2 the physical state or reactants and product reactant and product တွေကိုဒီချေ raw physical state တွေပေါ့เนาะထဲမဲ့ physical state ဆိုတာ solid liquid gas เนาะ aggregates ဒါမျိုးတွေကိုပြောတာပါ a complete balance chemical equation ပြီးသွားပြီဆိုရင် the math also show the physical state of the reactant and product reactant နဲ့ product တွေမှာ teacher တို့ physical state တွေကိုပြသပေးရမယ် whether they are ဘယ်လိုမျိုးလဲဆိုတော့ solid လား liquid လား gaseous လား aqueous လား or in solution ပေါ့နော်ဒါမျိုးလေးတွေပြသပေးရမယ် the abbreviation of physical state are written after the corresponding symbols and formula သူတို့ရဲ့ symbols တွေ formula တွေရဲ့နော်သက်ဆိုင်နော် corresponding သူတို့ရဲ့သက်ဆိုင်ရ formula တွေ symbols တွေရေးပြီးသွားတဲ့နောက်မှာတော့ အတူကောက်ပေါ့နော် physical state အတူကောက်လေးတွေကိုရေးပေးပါမယ်တဲ့ the following is an example of a complete balance equation including the physical state complete balance equation တခုရဲ့ example ကိုတဲ့အောက်မှာဖော်ပြထားပါတယ်တဲ့ physical state လေးတွေနော် state အပါဝင်ဖော်ပြထားခြင်းဖြစ်ပါတယ်ကဲဒီမှာကြည့်ရအောင် zero 2na solid plus 2h2o liquid ဟုတ်ပြီနော် reaction 2naoh aqueous plus h2 gas ဟုတ်ပြီနော်ဒါဆိုရင် S ဆိုတာဒီ solid L ဆိုတာဒီ liquid AQ ဆိုတာဒီ aqueous ပြီးတော့ G ကကြတော့ gas ဖြစ်ပါတယ်ကဲဒါဆို S ရဲ့အတူကောက်ပေါ့နော် S က abbreviation ပေါ့နော် solid ရဲ့ abbreviation က S AQ ဆိုတာဒီ aqueous or in water solution ရေရောထားတာဖြစ်ပြီးတော့ L က liquid G က gas ဖြစ်ပါတယ် ဲနောက်တစ်ခုကကြတော့ the following abbreviation are usually used in chemical equation chemical equation မှာလည်းအောက်ပေါ်ပြပါပေါ့နော် abbreviation လေးတွေကိုလည်းသုံးပါတယ်တဲ့ trigon ပုံလေးဆိုရင် teacher တို့ကပါလေ triangle ပုံလေးဆိုရင် heat ပြီးတော့မြားလေးအောက်ဆိုင်နဲ့ down arrow ဆိုရင် formation of precipitate မြားလေးက upward เนาะ arrow ဆိုလို့ရှိရင် teacher တို့ gas evolved reversible reaction အပြန်အလှန်သွားတဲ့မျှလေးတွေဆိုရင် reversible reaction အပြန်အလှန်ဓာတ်ပြူခြင်းလို့ခေါ်ပါတယ်။ဒါဆိုရင် heat ဆိုတာဒီအပူပေးရမယ်။ဒီမျှလေးအောက်ဆိုက်တယ်ဆိုရင် precipitate ဆိုတာအနေကျရတယ်။မျှလေးကအပေါ်ကိုထောင်ပြထားတယ်ဆိုရင်ဒါ gas ထွက်သွားတယ်ဆိုတဲ့အဓိပ္ပာယ်။ပြီးတော့ဒီကြတော့မျှလေးကအသွားပြန်ပြထားတယ်ဆိုရင်အပြန်အလှန်ဓာတ်ပြူတယ်ပေါ့။ product ကနေပြီးတော့လဲ reactant နဲ့ အဲ reactant ကိုပြန်ရနိုင်လို့ reactant ကလည်း product ကိုရနိုင်တယ်လို့ဆိုပြီးတော့ပြန်အပြန်အလှန် reaction လေးဖြစ်ပါတယ်။ကဲအဲ့တော့ခုနကပြောထားတဲ့ abbreviation လေးတွေကိုပေါ့နော်အောက်မှာဖော်ပြထားပါတယ်။ AgNO3 aqueous plus NaCl aqueous reaction AgCl solid ဒါဆိုရင်ဒီချက်တို့ကိုဒါပါအောင်ပြထားရလဲ precipitation reaction ပေါ့နော်အနေကြတယ်လို့ပြောထားတယ် NaNO3 aqueous အဲ့လိုပဲ Mg solid နဲ့ O2 gas နဲ့တက်ပြူတယ်အပူပေးရတယ်ဒါဆိုရင် combination reaction 2MgO solid ထွက်တယ် sulfur နဲ့ oxygen နဲ့တက်ပြူတယ် sulfur dioxide heat ပေါ့နော်ဒါစီ combustion ဟုတ်ပြီနော်ဒါလောင်ကျွမ်းခြင်းကနေရတယ်နောက်တစ်ခုက NH4Cl ကို solid reversible reaction ပြထားတယ်အပြန်အလှန်ပေါ့နော် NH3 gas evo ထွက်တယ် hydrochloric acid gas evo ထွက်တယ်အဲ့ရနေ NH3 နဲ့ HCl ပေါင်းရင်ဗာပြန်ရလဲ NH4Cl ရတယ်ဆိုတော့အတိတ်ပဲမျိုးဖြစ်ပါတယ်ကဲဒါဆိုရင် teacher တို့ writing ionic equation တွေ ionic equation တွေကို ရေးမယ်တဲ့ကဲ most ionic compound are solvent in water เนาะအများစုသော ionic compound တွေကတဲ့ solvent in water ရေမှာပါဖြစ်လဲပျော်ဝင်ကြတယ်တဲ့တနည်းအားဖြင့်ပြောရမယ်ဆို ionic compound တွေသည်စားမျိုးစားတွေဖြစ်တယ် they exist at ion in aqueous solution ပြီးတော့သူကဘလို့ခြေနေမျိုးမှာရှိလဲ aqueous solution အနေနဲ့ရှိတယ်ရေပါဝင်နေပေါ့เนาะ ion အနေနဲ့ရှိနေပြီးတော့ an ionic equation is is a simplifying chemical equation ဟုတ်ပြီเนาะသူ့ကိုရိုးရှင်းဆုံးဓာတုဓာတ်ပြုခြင်းနေအနေနဲ့တွေ့နိုင်တယ် that show the reaction involving ion in solution ဟုတ်ပြီနော် solution နဲ့မှာဆိုရင် ionic ပါဝင်တဲ့ဓာတ်ပြခြင်းတွေကိုပြသထားပါတယ်တဲ့ let's set now see how an ionic equation is written အောက်မှာဖော်ပြထားတယ် one aqueous sodium chloride is added to a aqueous silver nitrate silver nitrate နဲ့နော်ပေါင်းထည့်လိုက်တဲ့အခါမှာ a white precipitate of silver chloride is formed အဖြူရောင်ဟုတ်ပြီနော်အနေကြတဲ့ silver chloride လေးဖြစ်ပေါ်လာပါတယ်တဲ့ This reaction can be represented by the following balanced chemical equation. Balanced chemical equation နဲ့ဖော်ပြထားရဲ။ဒါဆိုဒီချက်ရထုံးစံအတိုင်း step 3စနဲ့ရေးမယ်။ Stable nitrate, silver sodium chloride အဲ့ဒါကိုဓာတ်ပြုတ်လိုက်တဲ့အခါမှာဒီချက်ရ product က silver chloride နဲ့ sodium nitrate ဖြစ်ပါတယ်။ Silver nitrate ရဲ့နော်ဒီချက်ရ equation in simple ရေးပြီး AgNO3 physical state မမေ့ပါနဲ့ Aq ခုနကသူကပြောထားပြီးသား ion တွေပေါ့နော်ပါဝင်နေတဲ့ ပြီးရခါ mood moods ionic compound ညအများစုသည် aqueous solution ဖြစ်ပါတယ်ဟုတ်ပြီနော် aqueous solution ဖြစ်တယ်ဆိုတော့ဒီချက်တော့ aq နဲ့ရေးရမယ် silver nitrate aq sodium chloride aq ပဲ ionic compound ညပဲဒါတွေကဟုတ်ပြီနော် aqueous တွေဖြစ်ပြီးရော silver chloride agcl ဒါကြတော့ဒီချက်တော့ white precipitate လို့ပြောတဲ့အတွက်ကြောင့်ချိန်တည်ပါတယ် solid ဖြစ်ပါတယ်အနေကြတဲ့အတွက် ဆိုဒီယမ်နိုက်ထရိတ်ကကြတော့တီချာရူပါလဲ aqueous ဖြစ်ပါတယ်။အဲ့ဒီတော့တီချာရူစားအများစုသည် aqueous ဖြစ်ပါတယ်။ဟုတ်ပြီနော်။စားရူ ionic compound တို့အဲ့တော့စားရူ ionic compound တို့သည်တီချာရူပြန်ပြီးဆက်ဆက်ပြီးစဉ်းစားမယ်။ဒါရုတမျိုးဒီမှာပြဿနာကဘာလဲဆို physical state မရေတတ်တဲ့ပြဿနာ။အဲ့တော့ဒီမှာတွေကလည်းပြောထားပြီးသားပါ။ ion တွေပါဝင်တဲ့ ionic compound တွေ source state ဆိုရင် aqueous solution မျိုးစားတွေဖြစ်ပါတယ်။ salt ဆိုတာဘယ်လိုဟာမျိုးလဲ first element ဒီ ammonium ဒါမှမဟုတ် metal တွေဖြစ်ရမယ်။ second part ဒီ acid radical ဖြစ်ရမယ်။ဒါတွေဆိုရင်ဒီကြားတို့ aq တွေဖြစ်ပါတယ်။ဟုတ်လားမဟုတ်လားကြည့်ကြည့် ag silver metal NO3 ရကြတော့ဗာကြီးလဲဒီကြားတို့ acid radical အဲ့လိုပဲ NaCl မှာဆိုရင် Na ကဗာလဲဒီကြားတို့ metal Cl က acid radical AGCL မှာလည်းကြည်ပါအဲ့ဒီမှာထူးခြားချက် AGCL ကိုတော့တောက်လျှောက်မှတ်ထားရမယ်เนาะသားတို့သမီးတို့ဘလို့အခြေအနေမျိုးမှာပဲတွေ့တွေ့ AGCL ဒီ solid ဖြစ်ပါတယ်ဟုတ်ပြီเนาะ Na NO3 ကကြတော့ Na က matter NO3 က acid radical aqueous ပဲဖြစ်ပါတယ်ဟုတ်ပြီเนาะ ီမှာတချို့ရော star လေးတစ်ခုပြပြီးတော့မှတ်ရမှာဒီ AGCL ကိုမှတ်ရပါမယ်အဲ့ဒါဒီအမြဲတမ်းသူက precipitate ဖြစ်တဲ့အတွက်ကြောင့် white precipitate ဖြစ်တဲ့အတွက်သူဒီ solid ပဲဖြစ်ပါတယ်ကဲဒါဆိုသူကဆက်ပြောထား AgNO3 NaCl and NaNO3 are soluble in water ရေမှာပျော်ဝင်နေ they exist at ion ion အနေနဲ့တရှိရဲ့အတွက် in aqueous solution နဲ့ aqueous solution နဲ့မှာဆို ion အနေနဲ့တရှိရဲ့အတွက်ရေမှာပျော်ဝင်ခြင်းဖြစ်ပါတယ်တဲ့ chemical equation in terms of ion can be written as ion in a yemen so in kuna ag plus aqueous no3 minus aqueous na plus aqueous ne cl minus aqueous now reaction agcl solid ne na plus aqueous ne no3 minus aqueous ဲ့တော့ဒီမှာဆို Na+ aqueous and NO3- ion are state ion in solution at the end of the reaction နော် reaction ပြီးဆုံးသွားတဲ့အထိသူတို့က solution နဲ့မှာဘယ်လိုမျိုးလဲပျော်ရည်ထဲမှာ ion အနေနဲ့တရှိနေခြင်းဖြစ်တဲ့ they have not taken part in the chemical reaction such ion are called အဲ့ဒါကို spectator ion လို့ခေါ်ပါတယ်တဲ့ ဟုတ်ပြီနော်သူကအဆုံးထိဟုတ်ပြီနော် reaction စခြင်းကနေအဆုံးထိမှာအာယုအနေနဲ့ပဲတရှိနေတဲ့အတွက်ဟုတ်လားမဟုတ်လားကြည့် reactant ဘက်မှာလဲသူကအာယုအနေနဲ့ any plus နဲ့ no3 minus product ထွက်လာတော့လဲ n plus နဲ့ no3 minus အနေနဲ့ပဲရှိတဲ့အတွက်ကြောင့်မို့လို့သူ့ကို teacher ကို spectator ion လို့ခေါ်ပါတယ်အသီးသန်ပေါ့နော်တရှိနေတဲ့ ion လေးဖြစ်တယ်အဲ့လိုပဲ ag plus ion and cl minus ion have reacted တက်ပြလိုက်တယ် the equation for the reaction can therefore be simplified as shown below ဒီအောက်မှာဖော်ပြထားလို့ပဲ AG+ aqueous နဲ့ Cl- aqueous ဒီဘာလဲ AgCl solid ဖြစ်လာတယ်။ဒါကြောင့်မလို့သူတို့ကကြတော့ဒီ jar ကနော် simplify ပုံစံမျိုးလေးနဲ့သူပြထားရဲပေါ့နော် this is the ionic equation for the reaction between aqueous silver nitrate and aqueous sodium chloride aqueous sodium chloride နဲ့ aqueous silver nitrate ရဲ့အကြမ်းမှရှိတဲ့ reaction အတွက်ဖော်ပြတဲ့ ionic equation လေးပဲဖြစ်ပါတယ် ကဲဒါဆိုရင်ဒီချက်ရူ review question လေးကကြတော့ write the balance chemical equation for the following reaction အောက်ပေါ်ပြပါ equation လေးတွေသူကတော့ equation in word ပေးထားတယ်ဒါတို့သမီးတို့က shift 4.2မှာသင်ခဲ့တဲ့ formula လေးတွေနဲ့เนาะစဉ်းစားပြီးတော့ဟုတ်ပြီနော် oxidation number လေးတွေစဉ်းစားပြီးတော့ zero ဒီဟာလေးကเนาะ equation in symbols နဲ့ balance equation လုပ်ပေးရမှာဖြစ်ပါတယ် step 3ခုနဲ့တွားပေးရမှာဖြစ်ပါတယ် step 1ကိုတော့ပေးထားတယ်ပေါ့เนาะ ။နံပါတ်2ကကြတော့ one zinc added to copper to sulfate solution copper to sulfate solution ကိုနဲ့ zinc နဲ့ပေါင်းလိုက်မယ်။ copper and zinc sulfate အပေါင်း copper နဲ့ zinc sulfate ထွက်လာတယ်။အဲ့ဒါကို teacher တို့က write the balance ionic equation for this reaction ionic equation ရေးပေးရပါမယ်တဲ့။ရမယ်နော်။ဒါဆိုရင် Zn က 2+ copper က Cu2+ နဲ့ SO4 2- ရှိတယ်။ရမယ်နော်။အဲ့တော့တအားတို့တမီးကိုအကောင်းဆုံး လေ့ကျင့်နိုင်မယ်လို့ဒီချက်မျှော်လင့်ယုံကြည်ပါတယ်။ကဲဒါဆိုရင်ဒီအခန်းလေးရဲ့4 point 3ရဲ့ key terms ကတော့ gerot the substances that take part in the reaction are called reactant ဒီ gerot reactant ဆိုတာဒီ take part ပေါ့နော်ဓာတ်ပြုခြင်းမှာစိတ်ပိုင်းနေနဲ့ပါဝင်တဲ့အရာဝတ္ထုတွေဖြစ်တယ်အဲ့ဒါကို reactant လို့ခေါ်ပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင် left hand side ကဟာတွေက reactant ဖြစ်ပါတယ် the substance that are produced in the reaction are called product เนาะတီချာတို့ဘယ်လိုမျိုးလဲဆိုတော့ reaction ရဲ့ pro เนาะဓာတ်ပြုခြင်းတစ်ခုမှာဆိုရင် product အနေနဲ့ထွက်လာတဲ့ဟာကိုတီချာတို့ produce ပေါ့ထုတ်ပေးတယ် product အနေနဲ့ဥမာပြောမယ်ဆိုရင်တီချာတို့ right hand side ကဟာဒီတီချာတို့ right hand side က elements တွေ compound တွေဒီတီချာတို့ product ဖြစ်ပါတယ် law of conservation of mass ဆိုတာကတဲ့เนาะ conservation of mass ဓာတ်ထုရဲ့နေရာမှာက ဥပဒေသားက state that the total mass of the reactant is equal to the total mass of the product reactant ရဲ့နော် total mass of the reactant reactant ဓာတ်ပြုခြင်းနေအားလုံးရဲ့ပေါင်းခြင်းနဲ့ is equal to the total mass of the product product ရဲ့ဓာတ်ထုတွေပေါင်းခြင်းကတူညီနေရမယ်လို့ဖော်ပြထားခြင်းဖြစ်ပါတယ်တဲ့ lot of conservation of mass ကဒါမယ်နော်ကဲဒါဆိုရင်တာရုတ်တမီတို့အခု4.3လေးမှာလဲ chemical equation ရေးရမယ် step အဆင့်၃ဆင့်ကိုလည်းသားတို့တမီးတို့သိပြီးသွားပြီအကောင်းဆုံးလဲ review question ကိုလည်းအကောင်းဆုံးလေ့ကျင့်နိုင်မယ်လို့လည်းတီချာယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကဲတီချာတို့4.2ပဲ table 4.4ပေါ့နော် ီချက်ရတေဘယ်ကုနာကဒီချက်ပြောခဲ့တဲ့တေဘယ်4.4လေးကဇရာကွက်ကလေးကိုဒီချက်ကပြားလေးနဲ့ပေါ့နော်မှတ်လို့ရအောင်ဒါရုသမီးတို့လောက်ပြပေးပါမယ်ဒါရုသမီးတို့မှတ်မိတယ်လို့ပေါ့နော်ကိုမှတ်မိတယ်လို့ကိုကြိုက်ရင်လည်းဒါကိုယူလို့ရတယ်မမဖြစ်လဲနော်ဒါရုသမီးတို့မကြိုက်ဘူးဆိုလဲကိစ္စမရှိပါဘူးဒီချက်ရဒီ table လေးမှာပါတဲ့အကြောင်းအရာလေးကိုဒီချက်က ကြပြလေးနဲ့မှတ်မိအောင်လို့အလွယ်မှတ်မိအောင်လို့လုပ်ပေးထားပါဗျ။ဒီမှာဆိုရင်ဘယ်လိုပြောမလဲဆိုရင် ပိုဆိုဆေးပါဝမ်းမြဲထား။ဒါဆိုရင်ပိုဆိုဆေးပါဆိုတာပိုဆိုတာဒီပိုတက်ဆီယမ်ကိုပြောတာပါ။ပိုကပိုတက်ဆီယမ်ဆိုဝါဆိုဒီယမ်ဆေးဗာက AG အဲသူတို့ရဲ့အောက်ဆီဒေးရှင်းနံပါတ်တွေ plus 1မှာရှိပါတယ်။ battery ဒီအများစုက plus ပါ။ဟုတ်ပြီနော် electro positive element တွေဖြစ်တဲ့ဒါကြောင့်မလို့1 plus 3ရယ်။ ဟုတ်ပြီနော်ဘေကယ်ဆင်မဲ့2ဘဲကွယ်ဆိုတာကဘယ်ရီယန်တို့ကယ်လ်ဆီယမ်ဇင့်မက်ဂနီဆီယမ်ကတော့ 2+ ရှိပါတယ် ALCR 3ပါกว่าဆိုတာအလူမီနီယံတို့ခရိုမီယံတို့က3ဒါပေမဲ့အဆောက်ထဲမှာတော့ CR မပါဘူးပေါ့နော်အလူမီနီယံက3ကော်ပါမာဂျူ 12U ဆိုတာက Cu ကော်ပါနဲ့ Hg မာဂျူရီက +1 1+2+ ရှိပါတယ်တင်းလက်တူတာ24ပါ SN နဲ့ PB က 2 plus 4 plus ရှိပြီးတော့247ဆို manganese manganese ဆိုတာ mn မှာဟုတ်ပြီနော်2နဲ့3ဆို fe ရှိဆိုတာ iron ဆိုရင်2 2 plus နဲ့3 plus ရှိပါတယ် ကဲနောက်တစ်ခုကကြတော့ teacher room nan battery nan battery မှာမှာ hydrogen ခြွင်းချက်ပါဟုတ်ပြီနော် plus 1နဲ့သွား1 plus နဲ့သွားမယ် hydrochlorobro io 1လို့ဆိုကျန်တဲ့ chlorine bromine io ဂျင်းကြီးကကြတော့ teacher room minus 1နဲ့ရှိမယ် oxygen က2ပဲတစ်ခုတည်း o ကကြတော့2 minus 2နဲ့4ဟာကာဗွန်ပါကာဗွန်လေးကကြတော့2နဲ့2 minus 4 minus ရှိမယ် phosphorus ကကြတော့3နဲ့ fight or force red ပေါ့ဟုတ်ပြီနော် force red လေးက3နဲ့5ရှိမယ်အဲ့လိုပဲ sulfur ကကြတော့247เนาะ246ပေါ့เนาะ2နဲ့4နဲ့6နဲ့ဟာ sulfur လေးပါ3ကလေးနဲ့125 nitrogen လို့မှတ်ထားလိုက်3ဆိုတာက -3 နဲ့125ဆိုတာက 1+2+3+4+5+ ကိုပြောတာပါ nitrogen လို့မှတ်ထားလိုက်ဆိုပြီးတော့ဒီချက်ကကြပြားလေးနဲ့ဒီ oxidation number ကို ပြောထားပေးပါတယ်ဟုတ်ပြီနော်သားရသမီးတို့အကောင်းဆုံးမှတ်သားနိုင်မယ်လို့ဒီချက်ယုံကြည်ပါတယ်မှတ်မိမယ်လို့လည်းယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကဲဒါဆိုရင်ဒီချက်အခုဒီကြပြလေးရဲ့ပုံစံလေးကိုတော့ရှင်းပြီးသွားပြီဒီချက်တို့ယူကြည့်ရအောင်เนาะပိုဆိုစေးပါဝမ်းမြဲထားဘေကယ်စစ်မယ်တူဘဲကွဲ ALCR3 ပါကွာကော်ပါမာချူ12 U တင်းလက်တူတာ24ပါ247ဆို Meganites 2နဲ့3ဆို Efficient ရမယ်နော်ကဲနောက်တစ်ခုကနံပါတ်၁က hydrochlorobro io 1လို့ဆို oxygen 2ပဲတစ်ခုတည်း2နဲ့4ဟာ carbon မှာ3နဲ့5တော့ phosphorus ပေါ့2နဲ့4နဲ့6နဲ့ဟာ sulfur ၄ပါ3ကလေးနဲ့1 2 5 nitrogen လို့မှတ်ထားလိုက် အဲ့ဒါလေးကိုသားတို့တမျိုးအမြဲတမ်းရွတ်ဆိုနေမယ်ဆိုရင် oxidation number table 4.4ကိုတက်စရာမလိုတော့ပါဘူးသားတို့တမျိုးဒီဟာလေးနဲ့ဆက်ဆက်ပြီးတော့စဉ်းစားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်